နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ်မဲယုံများလုံခြုံရေးနဲ့အမတ်လောင်းများရဲ့လုံခြုံရေးအတွာပြူစောထီးများပြည်သူစစ်များနဲ့ပြည်သူလုံခြုံရေးအဖွဲ့များစတဲ့အောက်တန်းစားများကိုရွေးကောက်ပွဲဆိုင်ရာရဲများအဖြစ်နဲ့စစ်တပ်ကအသုံးပြုမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချမ်းဘတ်စစ်တပ်ကပြုလုပ်မယ်ရွေးကောက်ပွဲအတွာလုံခြုံရေးကိစ္စရပ်များကိုပြည်ထောင်ဝန်ကြီးဌာနကအဓိကတာဝန်ယူပြီးတော့ရဲတပ်ဖွဲ့ကလုံခြုံရေးအပိုင်းကိုဦးဆောင်အဖွဲ့အဖြစ်နဲ့တာဝန်ယူမှာဖြစ်တယ်လို့သိရပါတယ် စစ်ခွေးတက်ကနေမြေတစ်ခုလုံးအတိုင်းတာနဲ့လုံခြုံရေးကိုတာဝန်ယူပြီးတော့နိုင်ငံရေးပါတီများမဲယုံများနဲ့ကိုယ်စားလှယ်လောင်းများရဲ့လုံခြုံရေးအတွက်အသေးစိတ်တာဝန်ယူမှုများကိုရဲတပ်ဖွဲ့ကတာဝန်ယူမှာဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးတာဝန်ယူရမှာမြို့နယ်ရဲတပ်ဖွဲ့ဝင်အရေးအတွက်ဟာရွေးကောက်ပွဲအတိုင်းတာတစ်ခုလုံးအတွက်မလုံလောက်ပဲနေပါလို့တဲ့အတွက်အောက်တန်းစားပြူစောထီးများအပေတေပြည်သူစစ်များနဲ့ ကိုမေကိုလို့ပြည်သူလုံခြုံရေးအဖွဲ့များကိုရွေးကောက်ပွဲရဲများအဖြစ်နဲ့အသွင်ပြောင်းပြီးတော့အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲကာလမှာမဲဆွယ်စီယုံရေးနဲ့ရွေးကောက်ပွဲကျင်းပတဲ့ကာလအထိပြည်သူ့စစ်အဖွဲ့တွေနဲ့ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်မှုနှိမ်နှင်းရေးအဖွဲ့တွေကရွေးကောက်ပွဲရဲတပ်ဖွဲ့ဝင်တွေအဖြစ်နဲ့ယူနီဖောင်းဝတ်ပြီးဆောင်ရွက်သွားဖို့ဆုံးဖြတ်ချက်ကျသွားပါပြီ။တက်ကတော့နေမြေတစ်ခုလုံးကိုခြုံငုံပြီးတော့လုံခြုံရေးယူမယ်ရဲကတော့အသေးစိတ်မဲယုံကိုယ်စားလှယ်လောင်းတွေအတွက်အဲ့ဒီလိုမျိုးလုံခြုံရေးယူမှာပေါ့ ရွေးကောက်ပွဲတစ်ခုလုံးလုံခြုံရေးကိုပြည်ထောင်ဝင်ကြီးဌာနကအဓိကတာဝန်ယူမယ်လို့ပြည်ထောင်သတင်းအရင်းမြစ်ကပြောပြထားပါဗျ။ပြည်ထောင်ဝင်ကြီးဌာနကနိုင်ငံရေးပါတီများရဲ့မဲဆွယ်စည်းရုံးတဲ့ကာလလုံခြုံရေးအတွက်အခုရပိုင်းအတွင်းမှာနိုင်ငံရေးပါတီများကိုတရားဝင်စတင်ဆက်သွယ်နေပြီးတော့လုံခြုံရေးယူပေးရန်ညှိနှိုင်းမှုများစတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့သိရပါဗျ။မြို့နယ်ရဲတပ်ဖွဲ့ကတော့မြို့နယ်ပါတီရုံးတွေကိုဆက်သွယ်လာပါတယ်။လုံခြုံရေးယူပေးဖို့ကိစ္စညှိနှိုင်းဖို့ခေါ်လာတယ်လို့ ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေးမှဖြစ်တော့လေတဖက်မှာလည်းနိုင်ငံရေးပါတီများရဲ့စီယုံမှုများဟာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့စီကံများနဲ့ညီမညီစောင့်ကြည့်သွားမှဖြစ်တယ်လို့သိရပါတယ်အချက်ပါစစ်ခွေးတပ်ရဲ့လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တဘာလ25ရက်နေ့မှာနိုင်ငံရေးပါတီများအတွက်မဲဆွယ်စီယုံရမှာလိုက်နာရမယ်စီမင်းစီကံ၉ချက်ကိုထောက်ပြန်ခဲ့ပါတယ် ်နိုင်ငံရေးပါတီများအနေနဲ့မဲဆွယ်စည်းရုံးဟောပြောတင်ပြရမှာပြည်ထောင်စုမပြိုကွဲရေးတိုင်းသာစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်အခြာအာဏာတည်ထောင်ခိုင်မြဲရေးတို့ကိုထိခိုက်စေတဲ့ဟောပြောမှုများကိုမပြုလုပ်ရ